ဲ Hive ကိုအပိနာစင်နေချသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးနေဝင်းမြင့်ရေးသားထားတဲ့ထမိန်ဖာလိုပါသေးရဲ့တပတ်ဖာလိုပါသေးရဲ့ဘီးနဲ့မှန်လိုပါသေးရဲ့ဆိုတဲ့ဝတ္ထုတွေကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။နေဝင်းမြင့်ထမိန်ဖာလိုပါသေးရဲ့တပတ်ဖာလိုပါသေးရဲ့ဘီးနဲ့မှန်လိုပါသေးရဲ့ ရွာကြီးဟောင်းကိုတက်ယူကဖလန်ချင်းသူမမြတင်နဲ့မင်္ဂလာဆောင်တော့မယ်ဆိုတော့တက်ကြရန်တရွာလုံးကရဲလိုက်ကြတာအုံအုံထလို့တချို့ကြတော့လည်းမရဲနိုင်ဘူးကို့ရွာကြီးဟောင်းကိုတိပေမဲ့ဖလန်ချင်းသူမမြတင်ကိုတချို့ကမမြင်ဘူးကြပဲ ਉ တက်ကြရန်နဲ့ဖလန်ချင်းဆိုတာက တနေတော့တနေတဲ့ပဲဒါပေမဲ့နည်းနည်းတော့လှမ်းနေနေဝက်ခကြီးလောက်သွားရတယ်မမြတင်ကတက်ကြရန်ရီပေါက်စာရုနဲ့ဆွေမျိုးရီမကင်းတော့တက်ကြပြစ်ချင်းဆိုရင်တက်ကြပြစ်ချင်း တစ်နှစ်တစ်ခေါက်ရောက်လာတတ်တယ်။အသားဖြူဖြူမျက်နှာဝိုင်းကလေးနဲ့ရှိလာမှအသက်က20ကျော်ရင်တစ်နှစ်ပဲ။ရွာတကြီးဟောင်ကုတက်ရွာတော့အသက်80ကျော်လို့80တီတီဝေ့နေပြီ။ကညာပြိုနဲ့ဇေယျအိုးရဲ့လို့တော့မဟုတ်တော့ပါဘူး။တချို့ကမြည်ဖို့တဲ့။တချို့လည်းနှမျောလို့တဲ့။စုတ်တက်တက်နဲ့တချို့ကလည်းဘဝအကြောင်းကိုတော့ရဲ့တဲ့။တချို့ယောက်ျားတွေကတော့မိတ်မလေးနဲ့ကြိုက်စရာရှာလို့ချီဆိုတဲ့အာဂရင်းနိုင်နေတဲ့။ဘာပဲဖြစ်ဖြစ်လေး ဗဲနန်လေးပေါ်လာနေမင်္ဂလာဆောင်တော့မယ်ဆိုတာကတော့သိကြနေပြီရေးပေါက်စားပဲကမကထာလုပ်ပြီးမကွေးဘက်တက်လက်ဖက်ကလေးဆေးလေးဝယ်လို့အိယာခန်းသားလေးဝယ်လို့မမြတင်ဖို့အဝတ်အစားလေးပါလေးဝယ်လို့တတိတိနဲ့လုပ်နေကြပါတယ်မမြတင်ဘက်ကမိဘဆွေမျိုးများကလည်းတက်ကင်တာကိုလိုက်လာလိုက်တာနှစ်ခေါက်တောင်ရှိပြတယ်တကြီးဟောင်းကိုတက်ယူလို့သာပြောရတာ။ဗာကြီးတက်ယူဒါမှမဟုတ်ဖိုးတက်ယူတာဖြစ်နေပါပြီ ရောင်တစောင်းကလေးနဲ့ပိတ်ဖြူကလေးကပိုကယူတခွေပတ်ထားရတာလည်းရှိရဲ့။ကြားစံကြောင်းတွေကိုအမြင်မြင်ထလို့သွားဆိုတာလည်းဘယ်တော့ငါမှတိုက်ခဲ့ဖို့မရဘူး။နင်းညစ်ညစ်နဲ့ကွန်တကြွေတွေတက်နေလိုက်တာလည်းယွန်စရာကြီး။ဒီကြတဲ့သွားတွေကကျိုးနေလိုက်သေးတယ်။စိုက်သွားလေးကူထားလို့ပချူပချောင်းတော့သိမကြသေးဘူး။အသားကတော့တောသူတောင်သားပြီးပြီးညူတဲ့ဘက်ကျော်ပြီးမောင်းတဲ့ဘက်ရောက်နေလို့သူနဲ့ရာလူတူတဲ့တကြီးချင်းတောင်တက်ခဲ့တဲ့တကြီးကနချီပိုးထူတဲ့ သူတကြီးဘွားတော်ကတော့ဘာအကြောင်းလဲတကြီးဟာနာလက်တဆုပ်လောက်နေပေမဲ့ရွာမှာတော့ဖိမိန်တုံနေရပဲရွာဖျားပွဲတွေမှာသူများတကြီးတွေလိုနှလုံးပြူတွေပါတယ်ကိုင်မနေပါဘူးဝင်းရင်တုတ်ကြီးလက်တကိုင်းလောက်ကိုသူ့အရင်နဲ့တိုက်ဖြတ်ပြီးကိုင်ထားယုံပဲသူ့နောက်ကယာယီမှုငမုံမှုခေါ်ခဲ့ပြီးပွဲခင်းတခင်းလုံးလှဲ့နေတော့တာတက်ကြဲတဲ့တကြီးကိုတက်ရိုးဆိုလိုတော့မူးတဲ့လူတော်အမှုပြေလာအောင်ကြောက်တယ်မိုက်လို့ဆိုလို့များတော့ရိုက်เสียရရှင်ကြောက်ရိုက်နှွားရိုက်ပဲ ူတိုင်းတော့အကြောင်းပဲရိုက်နှက်တာမဟုတ်ပါဘူးတော်တော်ဆိုးမှာပါသူပိုင်နဲ့လေရီချောင်းတွေဆိုတာလည်းပြောမနေနဲ့တော့အနာကိုရဲ့နှကုံးစင်ဘက်ကနေလက်ညှိုးတာထိုးလိုက်ညင်သားတဲ့ညညူထီဟာသူ့လည်းကြည့်ပဲညီပဲကရဲ့နိုင်ငံဆိုတာတော့မမြင်ချင်းအစုံအရက်ကလေးကလည်းကြိုက်တယ်ဒါလည်းတမင်ချက်နိုင်ရတာဝန်ထောက်တို့မြို့ပိုင်းတို့လာရင်ဒါမှအဆင်ပြေတာ ው ကတ်တော်တော်တော်ဝါသနာကြီးတယ်တကြီးရင်မာကြီးလုံနေပြီနေ့လယ်နေရင်ဈေးလေကောင်ကတ်သွားဆွဲခြင်းဆွဲနေတတ်တာ ဝင်းတုတ်ကြီးဆိုင်မိထားပြီးတနေကုန်ထုံးငွေကြီးကတ်ဆွဲကြတော့သူ့မျက်နှာထုံးတွေအစင်းလိုက်ပဲသူများမျက်နှာတွေလည်းထုံးတွေအချောင်းလိုက်ပဲညနေမိုးချုပ်ခန်းကြီးကဝိုင်းပြီလို့ပြန်လာရင်မျက်နှာတက်လာတာမဟုတ်ဘူးထုံးညောင်အရစ်အရစ်တွေနဲ့ဒီတိုက်အိမ်ကိုပြန်လာတာအေးရောက်မှမျက်နှာတက်တယ်တကြီးဆိုတော့လေမျက်နာကထုံးနေနဲ့ရဲစရာကြီးဖြစ်နေပြီမယ်လန့်တွေ့တဲ့လူကလည်းမရဲရဲဘူးခဏအဖေးကြီးရှုံးတာပဲသမီးကြီးဆိုပြီးအိမ်မောတက်လာတော့သမီးကြီးတတရာသမီးတင်ဦးက အဖေကလည်းတကြီးလုံနေပြီမျက်နှာထုံနေနဲ့မချက်ဘူးလားလို့အမြဲပြောတတ်တယ်။ဟာတကြီးပါဖြစ်တော့တကြီးလည်းလူပဲဟာဆိုပြီးမျက်နှာတက်တယ်။နောက်တနေ့နေ့လဲကဝိုင်းသွားမြဲပါပဲ။တခါတလေကစားဘက်ကနိုင်လို့တကြီးမျက်နှာထုံမခွေရဲဘူးဆိုရင်ဟာကခွေလကွာတကြီးမို့ထုံမခွေလို့ဆိုရင်ဘယ်တရားပါမလဲကွာကတ်ဆွဲရတာဘယ်ရတာရှိတော့မှလဲလုတ်ပါငါကောင်ရခွေပါအဲ့ဒါလို့ပြောပြီးမျက်နှာထိုးပြတတ်တယ်။ တကယ်ကကုတက်ယူရသည်မျိုးမျိုးမဟုတ်ဘူးပညာကတော့အပြင်အောင်ကြီးအတွင်းအောင်ကြီးလောက်ပါပဲသူ့အရင်တက်ကြတဲ့တကြီးကကုကန်ရင်နဲ့အဲ့ဒီတော့ကုတက်ယူရတကြီးရဲ့ညာလက်ယုံတကြီးကုကန်ရင်မှာသားမရှိဘူးတမီးရေးမွေးထားတာတကြီးကိုကန်ရင်အသက်ကြီးတော့တမီးတွေရဲ့မျက်ကျင်လာကိုကိုတက်ယူနေပေးစားတယ်။ဒါပါပွဲတို့မင်းပွဲတို့မှာကိုတက်ယူပွဲထုတ်တယ်။ကိုကန်ရင်တည်တော့တမက်ကိုတက်ယူကတကြီးဖြစ်လာတာပါပဲ။တကြီးဖြစ်တဲ့နှစ်ကကိုတက်ယူပိုက်ဆံတော်တော်ကုန်တယ် မျိုးပိုင်းတို့နေပိုင်းတို့ရွာကိုကြတာတော့မို့လဲဆိုရင်ကိုတက်ရွာအယိုးကံမလားဘာမှမလုပ်တတ်ဘူးသူ့မိမမကျင်လားရေးသမီးဆိုတော့ဘာလို့ ਆ မလဲဆိုတာတော့သိတယ်ဒီလိုဒီလိုလုပ်ပေါ့ဒီဟာဒီဟာကြွေးပေါ့ဒါလေးဒါလေးပေးပေါ့ဆိုတော့ကြည်ပါဝသွားတော့တယ်မကျင်လားနေရနေ့အစိမ့်လာပေါင်းလိုက်ရတယ်မကျင်လားမိရဲ့သွေးဆုံးတဲ့တီတော့ကိုတက်ရွာ90ကျော်ရုံရှိသေးတယ်အရွယ်ကောင်းတော့ตา2ယောက်သမီး3ယောက်ကြံ့ရစ်တယ်ငတင်းနဲ့ငမင်းနဲ့ မတင်ဥရဲမကျင်းနူရဲမခင်ပူရဲတာကြီးကိုတင်ကခိပညာတက်တယ်မကွေးမှာចောင်းထားတယ်တကြီးလည်းလှုပ်ချင်မုံမရတော့တားလက်ကိုမင်းကိုနားသွင်ရတယ်တကြီးလက်ဆွဲလေးပါလေးဖတ်ခိုင်းရက်အမှုရွာအမှုတွေစစ်တော့နားထောင်ခိုင်းတကြီးအစီဝေးလေးပါလေးဆင်းရဲလှုပ်ခိုင်းကောက်ခိုင်းနဲ့တကြီးချွေနေပေးလိုက်တာရွာတော်ယုံကိစ္စကိုမင်းနဲ့တင်ပြီးတယ်မကျင်လာဆုံးပြီလို့လေးနှစ်လောက်ကြာတော့ကိုတရုတ်မိမထက်ယူတယ်။တက်ကြဲတန်းရပါပဲ။ဆွေကြီးမျိုးကြီးတွေရပါ မငိမ့်နဲ့မငိမ့်ကအပြုတ်စစ်စစ်တော့မဟုတ်ဘူးမုတ်ဆူမသူ့ရင်ယောက်ျားအပေါင်းဆိုင်ဖွင့်ထားတဲ့တရုတ်ကိုကျင်မင်းရွှေလေးငွေလေးနဲ့ဆညာသာသာပါပဲကိုကျင်မင်းနဲ့ကကလေးမရဘူးအပေါင်းဆိုင်တရုတ်ဆုံးတော့ကြီးကြီးကြောင်ကြီးဖြစ်နေတော့တကြီးကိုတက်ယူပါအောက်ယူလိုက်တာအပေါင်းဆိုင်တရုတ်နဲ့ကလေးမမွေးတဲ့မငိမ့်ကတကြီးကိုတက်ယူနေကြတော့မွေးလိုက်တာမှရှင်မွေးလုံးကိုဖြစ်ရော၁၁ယောက်တောင်ဒါတော့မှကြားထဲမှာ၂ယောက်ပြတ်ကြသေးတယ် ကိုတရွေ့ရဲ့အရင်မယားရတဲ့သားသမီးတွေနဲ့အဆင်မပြေတော့ဝိုင်းထဲမှာအိတ်သက်သက်ဆောက်ပြီးထားတယ်။အရင်မယားကသားသမီးတွေနဲ့မငိမ့်နဲ့သာအဆင်မပြေတာ။ကလေးတွေချင်းကြတော့အဆင်ကိုပြေလို့ချစ်ကြတယ်။ကိုတရွေ့ကလည်းမငိမ့်မှုမျက်နှာသာမပေးဘူး။အရင်သားသမီးတွေမှုလို့လည်းဥစားမပေးဘူး။မျက်မျှတက်တာပဲ။ခြံဝိုင်းကြီးတဲ့စပကြီးပဲကြီးကြီးကြီးဆောက်ပြီးရလာတဲ့စပါပဲနှမ်းလှောင်ထားတာပဲ။မျိုးချံစရာရှိတာချမ်းရောင်းစရာရှိတာရောင်းစားဖို့ဒိန်းတာဒိန်းနဲ့ရသမျှတစုတစည်းတည်းထားတာပါပဲ။ ကိုတက်ယူအသက်60ဒေါ်တော်ကျော်လာတော့တကြီးအလုပ်ကိုစိတ်ကုန်လာတယ်။အသက်ကလည်းရလာပြီးလယ်ရီချောင်းနေရာလည်းရှိသေးတယ်။ရွာကိစ္စတိုင်းအောင်ထိကနေစို့သူမသွားနိုင်တာလည်းပါတယ်။ဆန်ရဆန်ရနဲ့ညှိနှိုင်းပေးကမ်းပြီးသူ့သားငမင်ကိုတကြီးရလို့အပ်ပြီးသူကနားတယ်။ရောင်တစောင်းနဲ့တကြီးကိုတက်ယူနေရာမှာဘူကီနောက်မြင့်နဲ့တကြီးဥမင်ကြောင်းလာလွယ်ရင်တက်ခဲတဲ့ရွာကတကြီးအပြောင်းလဲကိုတိတော်မတိလိုက်ကြပါဘူး။တနေ့လုံးမှာတနေ့စားရတဲ့ရွာကလေးမှာတကြီးအပြောင်းလဲကိုတိတ်ကြီးယူဆိုင်နေကြတာတော့လည်းမဟုတ်ဘူး။ ဒီနေ့ငမင်တကြီးဖြစ်မယ်ဆိုတာကြိုသိနေကြတော့လေအသွားမပြတ်အစားမပြတ်ပါပဲကိုမရတကြီးဖြစ်လို့မှမကြသေးဘူးသူ့ဖေတကြီးဟောင်းကိုတက်ယူရဲ့နောက်မရမငိမ့်တေပြန်ရောမငိမ့်တေတော့တကြီးဟောင်းကိုတက်ယူက89တုံးနေစွန်းနေပြီလေလေးကိုင်းလေးလဲကွက်ပဲရသေးတယ်ရက်မှုရွာကလည်းတစ်ဖက်ညီကိုမောင်နှမတွေအေးရတစ်ဖက်နဲ့ချင်းချီကိုလဲလို့ပါညီကိုမောင်နှမတွေကိုအိမ်ဆောင်ချတဲ့သူချောင်းထားဖို့မြို့ကိုပို့တဲ့သူပို့ ဲတဲ့အကိုင်းနဲ့ဆင်ခိုင်းတဲ့နယ်လို့ဆင်ခိုင်းလုပ်နေတော့မှာပဲတကြီးအောင်ကိုတယူကပတိကလေးလေမင်းဆွဲပြီးဖုံးချောင်းသွားသွားနေတာနေ့တိုင်းဖုံးချောင်းသွားတဲ့လမ်းမှာရီပေါက်စားလို့တက်ကယ်ဖြစ်တဲ့တဲကြီးရှိတယ်။ကိုရသည်ရွာမိန်းကလေးတော်တော်များများလဲရီပေါက်စားလို့အိမ်မှာနေရင်တက်ကယ်ဖြစ်ကြတယ်။အဲ့ဒီအထဲမှာဖလန်ချင်းကမမြတဲ့လဲပါတယ်။အင်းရှိရဖျက်ဖျက်သွားတဲ့တကြီးအောင်ကိုတယူကိုရီပေါက်စားအိမ်များလဲဝင်မအောင်တကြီးရဲ့ဝင်ကောင်းပါတယ်။ဘာညာဆိုတော့တကြီးကလည်းဝင်ပြစ်ရော။ ဝင်းရင်ဝင်းရင်ကပဲကြကြီးဟောင်းကိုတက်ယူမိမလိုချင်လားယောဒါကိုရီပေါ့စာတိတယ်ရီပေါ့စာဒါကိုရင်တိတာမဟုတ်ဘူးကြကြီးဟောင်းရဲ့လဲရီချောင်းတွေကိုလည်းတိတယ်အရင်မယားတွေကကြံရစ်တဲ့ကြံစစ်လက်ကောက်တွေပန်းတလီနန်းတလီဖြတ်တွေ MC ဂျိုးတွေကိုလည်းတိတယ်တက်တာနဲ့နှလုံးလောက်ကြံရစ်တဲ့ထမင်းတွေအဝတ်အစားတွေကိုလည်းတီးတော့မမြတဲ့ငလေးနဲ့အောင်းသွေးတယ်။အောင်းသွေးကလေးစားလိုက်နားလေးချလိုက်နဲ့နှစ်နှစ်လောက်ကြာတော့မင်္ဂလာဆောင်မှုရက်သက်တဲ့အထိဖြစ်လာတယ် ပထမတော့မမြတ်တန်ညင်းတယ်ခုနဦးစားရှိဦးကြီးယူချက်မောင်းတယ်နောက်တော့အကြီးပေါက်စားကလည်းအပုတ်ကောင်းမမြတ်တန်မိပါများလည်းဒီတဲ့ရင်ကြတော့တွန်းကြတော့မမြတ်တန်အင်းလိုက်ရတယ်ဆိုပါတော့အဲ့ဒီမှာတဲ့တကြီးဟောင်းကုတက်ယုံနဲ့ဖလန်ချင်းသူမမြတ်တန်မင်္ဂလာဆောင်တော့မယ်ဆိုတဲ့တဲ့ထွက်လာလိုက်တာဘဒူအောင်ဒုံနဲ့ထိုးလိုက်တယ်လို့ပဲမင်္ဂလာဆောင်ပဲအကျညာကမန်းနဲ့ထဲမှာအောင်းလင်းဓမီတွေဆိုတာထိန်လို့မကွေးကူတက်ငါတာဓမီဘွားကြီးတရားလောက်ကြတယ် ချက်တဲ့သူကချက်ပြုတ်တဲ့သူကပြုတ်ပေါ့တကြီးကိုမင်းမျက်နှာနဲ့ဟိုရွာသေးကလာပို့တဲ့ဝတ်တူကြက်တူဆိုတာလည်းဖောခြင်းပဲအရက်ဆိုတာကတော့မပြောနဲ့ပလတ်စတစ်ပုံကြီးတွေနဲ့ကိုတည်ထားတာတောက်ဆန်းကြိုက်တယ်လားရွာဒီဘက်ကလည်းရသည်မသချင်းတွေနဲ့ဧကန်လို့တကြီးအောင်ကိုတည်းယူလာတော့တခါမှထုတ်မပေါင်းမှုတဲ့ပန်းတူသေးမိင်္ဂလာရောင်ခေါင်းပေါင်းနှစ်ပတ်ကျော်လေးနဲ့တကယ်ကာလာသားလေးကြာနေတာလေကတော့အကြရှာဖက်လက်မှာရွှေသီးဆိုတာတစ်လုံးနှလုံးကိုမကြီးစေလောက်ရှိတယ် တစ်ချက်မှလည်းအင်ဒူရီမရဘူးရမီရပါတွေထိုင်ကြတဲ့လူကြီးဝိုင်းမယ်ဝင်ထိုင်ရတော့မလို့လို့ကလာသာဒီဝိုင်းနေဝင်ပြီးမြစ်တာတဘောအနန်တော်မျက်ရှင်စော ဟောကြားကရဲပဲဟဲရတော့မလို့လို့နဲ့တကြီးကိုမရတော့ဖေးသူတို့သားကိုကြည့်ရင်ကပြုံးပြုံးညီမငိမ့်နဲ့ရတဲ့ကလေးတွေကလည်းသူတို့ဖေးဦးကြီးအိုမကိုကြည့်ပြီးရှက်တဲ့သူကရှက်မူးတဲ့သူကမူးပျော်တဲ့သူကပျော်လို့မမြတင်တော့မတွေ့ရဘူးရှက်လို့ပဲလားညနေအောင်စင်နာတဲ့ရွှေတွေနဲ့မနေတဲ့မထိုင်တဲ့လူလားမသိဘူးမနဲ့တဲ့တစ်ခါမှမလာဘူး တချို့ကလည်းကြီးပေါ့စားတို့အိမ်မှာငိုနေလိုက်တာရှိုက်ကြီးတငယ်တဲ့တချို့ကလည်းမဟုတ်ပါဘူးတဲ့သင်းကျူကျူပေါင်းတာလေးလင်းလိုက်တချင်းလေးညီးလိုက်နေပါတယ်ခတ်တာကမမြတဲ့ရဲ့အဖေနဲ့အမေပဲတကြီးဟောင်းရဲ့ရောက်ကမာတာပြောတယ်တမက်ကသူတို့ထက်ကြီးနေတော့တာပဲတားပဲခေါ်ရမလားတကြီးလိုလွယ်လွယ်ခေါ်ရမလားမွေခွဲတာပူဖြစ်နေတယ်ကုတဲရိုးကလည်းရောက်ကမာကိုခေါ်ရင်ဒီမဲတဲ့ ောက်တစ်နေ့မိုးလင်းလို့ဖုန်းကြောင်မင်္ဂလာဆုံးကိုပို့ပြီးတာနဲ့ရွာရွာမိရွာဖားတွေထမင်းကျွေးဖို့စီစဉ်ကြတယ်။ထမင်းမကျွေးခင်ဟိုဘက်ဒီဘက်ဆွေမျိုးမိပါတွေလူကြီးသူမတွေခေါင်းရံဘက်တန်းစီထိုင်ပြီးတို့သမီးတို့သားမင်္ဂလာစကားပြောမယ်လို့တော့မမြတင်တဲ့ကိုတက်ရွာပီပီကျုံကျုံကလေးထိုင်လို့မမြတင်ရတော့ဇပယ်ဖွင့်တွေဝီနီအောင်ပန်ထားတယ်။ညနာကလည်းပန်းသွေးထနေလိုက်တာရဲလို့ခေါင်းကလည်းငုံထားလိုက်တာဆက်ကြိုးတာကမှလှုပ်လျုံပဲ။ မိမသုံးယောက်နဲ့မင်္ဂလာဆောင်မှုသွားပြီဖြစ်တဲ့ကိုတက်ယူကတော့ရှုတူရှန်တန်ဖြစ်မနေပါဘူး။ဒါပေမဲ့ရှက်တော်လည်းရှက်တာပါပဲ။သူ့သဘောတိုင်းဆိုမင်္ဂလာဆောင်မှုစိတ်မကူဘူး။ဒီတိုင်းပေါင်းလက်ယုံတွတ်ထားတာ။ဒါပေမဲ့မမြတင်ဘက်ကလက်မခံဘူး။သူသမီးအပြိုနုနုထုထုကိုမင်္ဂလာဆောင်ယူရမယ်ဆိုလို့သာကိုမမြတင်ရဲ့မိဘနှစ်ပါးရဲ့ကျမီရဖာတွေသူသားတကြီးကိုမင်းတို့ကောင်းရဲ့နေရာဝင်ယူတော့လာသမျှဧည့်သည်တွေကလည်းအထူးဆန်းဖြစ်လို့ငြိမ်လို့ပြုံးညလို့ ဒါပေမဲ့မင်္ဂလာစကားကိုဘယ်သူကစပြောမယ်ဆိုတာညှိမထားတော့တိတ်ဆိတ်နေလိုက်တာမှအကြိုက်တောက်နေတော့မှယွာကဆက်ပိုင်ဥပရှင်ကမောက်မယ်မင်းယွာမှာတကြီးပဲမင်းကစပြောကွာတဲ့ကိုမင်းကဘယ်လိုမှမျောလင့်မထားတာမဟုတ်ဘူးသူစကားပြောရမယ်လို့လည်းမထင်ဘူးပြောလဲမပြောတတ်ဘူးလို့တွက်တာ哦ဒါကြောင့်ဥပရှင်ကပြောခိုင်းတော့တော့သွားတယ်ဟာမဟုတ်တာပဲဘာကြီးရှင်ပဲပြောပါ ေးပါတို့လည်းပြောမှာပါဟိုဘက်ဒီဘက်မိဘများလည်းပြောရမှာလေမင်းကအဖေဘက်ကလူကြီးတယောက်အနေနဲ့ရောရွာတကြီးအနေနဲ့ပါမင်းစာပြောမှာတင့်တယ်မှာပေါ့အဲ့ဒီတော့ရွာလူတွေလည်းစိတ်ဝင်စားကြတယ်ကိုမင်းကတော့ချွေးတွေတန်းနေတာထွက်လာတယ်လို့ထင်မိတယ်သူရှိရဖလားစုံကိုရင်ကြီးတွေကကိုင်းဒီတစ်ဖက်ကောက်ဝါထည့်ပြီးအကြာကြီးနေတော့မှချောင်းဟန်နေမဲ့ဟန်တော့လူတွေကတော်တော်စကားပြောကြတာညင်သွားတယ်အဖေနဲ့ အဲအဖေးနဲ့ပေါ့လေမမြတယ်နဲ့ကိုမင်းဆက်ပြောလို့မရတယ်လို့ရက်သွားတယ်။ကွန်ဒီတစ်ဖက်ထပ်တိုက်တယ်ဝါတယ်မစီမဆိုင်ရင်းနှွေးချက်တပကံငဲ့တယ်။အာအဖေးနဲ့မမြတယ်နဲ့ဘာသာဘာဝထိမ့်မြကြလို့မင်္ဂလာစကားပြောပါဆိုတော့ကျွန်တော်တို့ဘုရားဘာသာမှာရှိတယ်။ပစိုးတတ်တဲ့အကျင့်လင်မယားတဲ့။ အရှိခွနအိမ်အနောက်ခွနအိမ်တည်ကြလို့မြမထုံးစံကရော်ဘဲနဲ့ကွန်ဆေးလက်ဖက်နဲ့ဧကံလို့လင်မယားအရာမြောက်ပြီဆိုတာနဲ့ကိုမင်းကငှဲ့ထားတဲ့ရင်းနှီးချမကန်ကိုယူပြီးရွှေခနဲတောက်တယ်။ဇီယောက်ကိုတက်ယူလာတော့သူ့သားကိုမင်းရောမျက်တော့နေနေကြည့်နေတယ်။လူရရဲချင်းနေပေမဲ့မရေပဲတင်းထားတဲ့ရုပ်တွေနဲ့ကိုမင်းကလည်းသူ့စကားအမီးမောင်းမတည့်တာကိုသူ့ဟာသူသိတယ်။ဘာဆက်ပြောရမလဲမှလည်းမသိဘူး။ခဏနေတော့မှအာဒီတော့ကမမြတ်တင်ရလဲမယားဝတ်တရား၅ပါးနဲ့တူတယ်။ အဲဒါပဲရှိတယ်အဲ့ဒါရှိတယ်အဖေကလည်းလင်းဝတ်တရား၅ပါးနဲ့အညီတူဦးတူချစ်ချစ်ခင်ခင်ရှင်ရှင်နာနာနဲ့နော်ဗျာရာသမြဥစ္စာလဲတူအမြရာသမြကုတူလဲတူအမြဆိုသလိုအဲဆိုသလိုမမြတင်ကလည်းကိုလင်သားကိုလင်သားလို့အကိုလို့အဖေလို့အဲဆက်ဆံရမယ်အဖေကလည်းဒီလိုပဲနော်အဖေအဖေကလည်းခါတိုင်းလို့မမိုက်နဲ့တော့ တကြီးအောင်ကိုတရွာသူ့သားကိုမင်ပြောနေတာကိုဒေါသပဲဖြစ်နေလို့လားစိတ်ထဲမကောင်းလို့လားမသိဘူးမျိုးလုံးကြီးရာလဲပြူးလို့ဟာမမိုက်နေဆိုတာအဖေကအဖေဟိုကတ်လဲဖြတ်တော့အရက်လဲဖြတ်တော့အသက်ကလည်းနှထင်ဆောင်နေပြီကိုတက်ယောဂါသူ့သားကိုမင်းရဲ့မင်္ဂလာစကားထဲမှာကတ်တွေရော အရက်တွေရောမမိုက်နေတော့ရောပါလာတဲ့အထိဘာမှမပြောသေးဘူးအသက်ကလည်းနှထင်ဆောင်နေပြီလဲဆိုရောဟဲ့အောင်ငမေခွေးတာတော်တော့ အော်လိုက်တာမှမင်္ဂလာပွဲလာကြတဲ့သူတွေဆိုတာအုံငနေထရည်တာပတ်တုပ်ယူရတယ်။အရင်မယားနှစ်ယောက်ယူခဲ့တော့ကမယားတွေသာတေးခဲ့တဲ့တကြီးဟောင်းကိုတက်ယူမမြတင်နေညာလို့6လလောက်လဲကြာရောဒီတစ်ခါတေးတာသူကိုယ်တိုင်ဖြစ်သွားတော့တယ်။အဲ့ဒီတော့ကမူလကိုကြံဆွမ်းအားယောနေကြဆင်းတဲ့ယောဂါဆိုတာလည်းမပေါ်သေးပဲနဲ့တကြီးအောင်ကိုတက်ယူရတော့တပိမ့်ပိမ့်တလိမ့်လိမ့်နဲ့လုံးမပါပြီးတေးသွားတာ။ဘာယောဂါရဲ့လို့မမေရရလည်းမရှိဘူး။ ။တကြီးအောင်ကုတက်ယူ90ကျော်လို့ထည်သွားတာတင်းမဟုတ်ပေမဲ့ကျန်ခဲ့တဲ့မမြတင်ကတော့ကိုဝင်ထလာကျန်ခဲ့တယ်ဆိုတာမှတင်းဖြစ်နေတော့ရွာလူတွေကဟဲ့ဟုတ်ပါမလားမဖြစ်နိုင်ဘူးပေါ့။တကြီးအောင်တည်ပြီးလို့မကြပါဘူး။မမြတင်ဘိုင်ကလေးဆိုလာတော့မှလူတွေကဟုတ်ပါတော့တကြီးအောင်ကိုတက်ယူလို့ညာတေကန်နီးတောင်ခနထွေအကလေးနဲ့တဲ့နေဝင်းမြင့်ထမိန်ဖာလိုပါသေးရဲ့တပတ်ဖာလိုပါသေးရဲ့ဘီးနဲ့ပန်လိုပါသေးရဲ့ ားပေးနှားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။